မုတ်တုံရာသီကုံဆုံးတော့မယ်လို့ထင်ရပေမဲ့မုတ်တုံနောက်ပိုင်းရဲ့အန္တရာယ်ကတော့ရှိနေပါသေးတယ်။မိုးဆမပြတ်ရွာသွန်းမှုတွေကြောင့်မိုးပြင်းနဲ့မကွေးတိုင်းနဲ့နေပြည်တော်တို့မှာရေကြီးရေရှမ်းမှုတွေဖြစ်နေပြီးအဓိကမြစ်ကြီးလေစင်းဟာလည်းဆွေးရည်ရဲ့အမှတ်ကိုရောက်ရှိနေပြီဖြစ်တယ်လို့မိုးစလကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဒီအကြောင်းကိုကိုနာကြီးကပြောပြပေးပါမယ်။မုတ်တုံရာသီကုံဆုံးတော့မယ်လို့ထင်ရပေမဲ့မုတ်တုံနောက်ပိုင်းရဲ့အန္တရာယ်ကတော့ရှိနေပါသေးတယ်။မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ဝန်ပြည်နယ်မကွေးတိုင်းနယ်နေပြည်တော်တို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေပြီးအ धिक မြေကြီးလေးသိန်းဟာလည်းစိုးရိမ်ရေမဲရောက်ရှိနေပြီဖြစ်ကြောင်းမိုးစလကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်ဒီလိုမိုးတွေဇက်တိုက်ရွာသွားရတဲ့အ धिक အကြောင်းရင်းကတော့အင်းဒီနိုင်ငံတွေကိုဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းယာကာဇာရဲ့အကျွမ်းကျန်ဒေသတွေနဲ့လက်ရှိအကောင်းနေတဲ့မိုးတုံလေတို့ပေါင်းဆက်သွားလို့ပါပဲဒါကြောင့်လာမယ့်၃ရက်အတွင်းမှာလည်းနိုင်ငံတောင်ပိုင်းနဲ့ကာယုန်တဲ့ဒေသတွေမှာမိုးဆက်လက်များနေဦးမယ်လို့မိုးသလပညာရှင်တွေက သုံးသပ်ထားပါတယ်။ ီမိုးတွေကြောင့်မွန်ပြည်နယ်ရင်းမြို့နယ်မှာဆိုရင်တပန်နီပါမိုးစတိုက်ရွာသွန်းပြီးဒူရကြီးရွာလိုနေရာတွေမှာချောင်းရီရှမ်းကဒေသခံတွေဘေးလွရရွှေ့ပြောင်းနေရပါတယ်။မကွေးတိုင်းမင်းမှုမြို့နယ်မှာလည်းမန်းချောင်းရီရှမ်းနေရာကြောင့်ကြီးရွာကပြည်သူတွေကိုမိသက်တစ်ခွဲကကူညီရွှေ့ပြောင်းပေးနေရသလိုကားလမ်းတွေပါပိတ်မိတဲ့အထိချစ်ခဲ့ပါတယ်။နေပြည်တော်မှာလည်းပုပ္ပတိရီမြို့နယ်ကလမ်းမတွေပေါ်ရေလွှမ်းခဲ့ပြီးလေဝင်းနဲ့တကုံးလိုမြို့နယ်တွေမှာတော့ရေပေးသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ အထူးသတိပြုရမယ့်အချက်ကတော့မုဒလာရဲ့မြည်ရဆိုင်ရာသတိပေးချက်ပါပဲစတောင်းမြင့်နဲ့တန်လွင်မြင့်တွေဟာလက်ရှိမှာစိုးရင်ရေအမှတ်အထက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပြင်ပဲခိုးမြင့်နဲ့ဘီလင်းမြင့်တွေဟာလည်းမနေ့ပြန်မှာစိုးရင်ရေအမှတ်ကိုကျော်လွန်နိုင်တယ်လို့သတိပေးထားပါတယ်။ဒါကြောင့်အထူးသဖြင့်ဒီမြင့်တွေရဲ့အနီးတစ်ဝိုက်အနိမ့်ပိုင်းဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့လာမယ့်24နိုင်ကနေ48နိုင်အတွင်းရေကြီးရေရှမ်းမှုအနေနဲ့အတွက် အထူးသတိပြုပြီးကြိုတင်ပြင်ဆင်မှုပြုလုပ်ထားကြဖို့အရေးကြီးကြောင်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။